အဲ့ဒီချစ်ချင်းမုံရင်းဆိုတဲ့အိတ်တာမေစရိယကို ဖြစ်စေတဲ့အဲ့ဒီတရားကြီးကအဲ့ဒီချစ်ချင်းမုံရင်းကြီးကဘာကြောင့်ဖြစ်တာတုံးနဲ့ပိဋကတို့သိကျင်တယ်နော်ဟောဒီမျက်နာတွေကိုမြင်လိုက်ဥစဉ်ကဒီတရားကိုဟောဒီလူတွေတော်တော်စိတ်ဝင်စားနေပြီဆိုတာသိကိုသိတယ်ဝမ်းသာပါတယ်ဗျာပြောရတာပိုစိတ်ဝင်စားတာပေါ့ဟုတ်လားဥစဉ်လည်းပဲအဲ့ဒီစာကိုဖတ်ခါစားကအင်မတန်သိကျင်တယ်စာရွက်တောင်ကြိုးရရင်ကြော်လိုက်ခြင်းတယ်နော်တော်တော်ကိုသိကျင်တယ်ဒီချစ်ချင်းမုံရင်းကဘာကြောင့်ဖြစ်တာတုံး အဲ့ဒီမှာမြတ်စွာဘုရားကချစ်ချင်းမုံချင်းဟာတဲ့ဘာကြောင့်ဖြစ်လဲဆိုတော့သန္ဒနိဒါနံအလိုသန္ဒကြောင့်ဖြစ်တာတဲ့ချစ်ချင်းမုံချင်းဟာဘာကြောင့်ဖြစ်တယ်အလိုသန္ဒကြောင့်ဖြစ်တာအင်မတန်မှန်တာပဲကိုယ့်ရဲ့အလိုသန္ဒပြည့်ရင်ဖြစ်တယ်ကိုယ့်ရဲ့အလိုသန္ဒမပြည့်ဘူးဆိုရင်မုံနေအလွန်မှန်လေဗျဟင်ဒကာကြီးတို့မိုက်မြ ကိုဖြစ်ချင်တာလေးဖြစ်ပြီးတယ်ဆိုရင်ချစ်တာပဲကိုဖြစ်ချင်တာဖြစ်မပြီးဘူးဆိုရင်မုန်းတာပဲအဲ့တော့ချစ်စရာကောင်းလို့ချစ်တာမုန်းစရာကောင်းလို့မုန်းတာဆိုတာထက်ကိုချစ်ချင်လို့ချစ်တာကိုမုန်းရင်လို့မုန်းတာကဘိုးတောင်မှန်နေတယ်ကိုချစ်ချင်လို့ချစ်တာဆိုတာကကိုရဲ့အလိုဆန္ဒပြည့်ရင်ချစ်ချင်တာပေါ့ကိုမုန်းရင်လို့ဆိုတာကိုအလိုဆန္ဒမပြည့်ရင်မုန်းချင်တာပေါ့ဟုတ်လားအဲ့တော့ဒါကဟိုစဉ်းစားကြည့်ရင်အင်မတန်လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်နိုင်ပါတယ်ဒီကမာကြီးများဟုတ်လား ကို့အလိုဆန္ဒပြည့်အောင်လုပ်ပေးရင်သဘောကျတာပဲဗျာဘဇုအပေါ်ဘလောက်ဖဲမုန်းเสียကောင်းနေနေအေးငါအပေါ်တော့ကောင်းရှာတယ်မမုန်းနိုင်ဘူးနော်လူတယောက်သူများပေါ်ဘလောက်ဖဲဆိုးဆိုးကို့ပေါ်မှာမဆိုးဘူးဆိုရင်ကို့မမုန်းနိုင်ဘူးဟုတ်ရဲ့လားသူများပေါ်မှာဘလောက်ကောင်းကောင်းကို့အပေါ်မှာမကောင်းဘူးဆိုရင်တော့ဒါနဲ့ငါရည်စက်မပါပါဘူးပြောဘူးလားပြောတာပေါ့ဗျာအဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာဘယ်ပေတယ်နဲ့တိုင်းတာတာလဲလို့မေးရင် လူတယောက်ကိုဒီလူဟာလူကောင်းလူဆိုးလို့ဘယ်ပေတံနဲ့တိုင်းတာတာလဲဆိုရင်များသောအားဖြင့်ပုထုရှင်တွေဟာကိုယ့်အလိုဆန္ဒပြည့်ခြင်းမပြည့်ခြင်းဆိုတဲ့ပေတံနဲ့တိုင်းတာကိုယ့်အကြိုက်တာလေးလုပ်ပြီးဆိုသဘောကိုချဟုတ်လားအပြစ်မမြင်နိုင်ဘူးဒါဥစဉ်တို့လက်တွေ့ခံစားခဲ့ဘူးတဲ့နော်ကိုယ့်အပေါ်မှာကောင်းနေတယ်ဒါပေမဲ့သူများအပေါ်မှာအဲ့ဒီလိုမကောင်းဘူးဆိုတာကိုယ်တိုင်သိရတယ်ဒါပေမဲ့ကိုယ့်အပေါ်မှာကောင်းနေတော့အပြစ်မမြင်နိုင်ဘူးဟုတ်လားအဲ့တော့ ချစ်ချင်းမုံညင်းသည်အလိုဆန္ဒကြောင့်ဖြစ်တာဆိုတဲ့စကားကိုလက်မခံလို့မရဘူးနော်ကိုယ်အလိုဆန္ဒပြည့်ရင်ချစ်မယ်ကိုယ်အလိုဆန္ဒမပြည့်ရင်မုံမယ်ချစ်မြတ်တာအရာမှာစံတင်ရတယ်မြတ်စွာဘုရားတောင်စံထားခဲ့တယ်မိဘတို့ရဲ့မြတ်တာ မာတာယထာနိယံဗုဒ္ဓမာယုဒာဧကဗုဒ္ဓမနုရခေမေတ္တာတုတ်ထမပါရနော်အာလုံသောတတ္တဝါတွေကိုတူဥဒီသောသားကိုမိခင်ကစောင့်ရှောက်တယ်လို့မျိုးချက်တယ်လို့မျိုးချစ်ပါလို့မိခင်ရဲ့မေတ္တာလက်စွာဖရာတောင်စံထားခဲ့တယ်နော်အဲ့လောက်ချစ်ပါတယ်ဆိုတဲ့မိဘတွေတောင်မှသာသမီတွေရဲ့အပေါ်မှာကိုယ့်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းမပေးနိုင်တော့ဘူးကိုဖြစ်ချင်တာတွေကိုဖောက်ဖျက်ပံများလာပြီဆိုတော့ မုံသွားတာတွေမရှိဘူးလားရှိတယ်တည်င်းသားထဲမှာတက်တည်မရှိဘူးလားအမွေပြက်ဆိုပြီးတော့မကြောညာဘူးလားအောက်ကစာကလေးတောင်ပါသေးတယ်ဗါတဲ့မေးမြန်းစုံစမ်းခြင်းတိခမဒင်းနဲ့ပတ်သက်လို့လာမေးမနေနဲ့ပြောကူမပြောနိုင်တော့ဘူးပေါ့အတိပယ်ကအဲ့တလောက်တောင်မုံသွားတာကိုယ့်ရဲ့အလိုကိုဖြည့်ပြီးရင်ချစ်မယ်ကိုယ့်အလိုကိုဖြည့်မပြီးရင်မချစ်ဘူးအဲ့တော့လောကီလူ ဒီလောဘတွေနဲ့ချစ်ကြတယ်တန်ရုံးစင်ထားကြတယ်ဆိုတဲ့ကိစ္စကြီးကတကယ်စင်စစ်အဲ့ဒီလူကိုချစ်တယ်ဆိုတာနဲ့ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုတာကပိုမှန်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့အလိုဆန္ဒကိုဖြည့်တာ။ဟင်ဒကာကြီးတို့မကြီးများသူများကကိုယ့်ကိုရေစဲနှီးလိုက်တာလို့ပြောတိုင်းဘဝင်တွေစွတ်မြင့်မနေနဲ့အဲ့ဒါသူ့ရဲ့အလိုဆန္ဒကိုသူဖြည့်နေတာလို့လည်းပဲရှင်းရှင်းလေးသဘောပေါက်ထားအောင်။သူ့အလိုနဲ့ကိုက်ညီရင်ကိုယ့်ကိုချစ်နေအောင်မှာပဲ။သူ့အလိုမကိုက်တော့ဘူးဆိုလို့ရှင်ကိုယ့်ကိုမုန်းသွားမှာပဲ။ ဖြစ်ချင်းနဲ့မုံရင်းဆိုတာအင်မတန်နီးကပ်တယ်ဟိုဘက်လှည့်လိုက်ရင်မုံသွားတာပဲဗျနော်ဒါကြောင့်အဲ့ဒါကြီးကိုအာကိုပြီးတော့လက်ဆုပ်လက်ကန်ကြီးလှုပ်ပြီးတော့အရသာခံပြီးတော့နေနေမယ်ဆိုရင်အဲ့ဒါခံရပြီဆိုရင်ပပဆက်ဆက်ခံရတတ်တယ်ဟုတ်လားဒါကြောင့်လောကကြီးမှာပုထုရှင်လူသားတွေဒီလိုလောဘတရားတွေနဲ့ချစ်ကြတယ်ဒေါသတရားတွေနဲ့မုံညတယ်ဆိုတာဘာမှလေးနေတဲ့ကိစ္စမဟုတ်ပါဘူးသူတို့အလိုဆန္ဒပြည့်ရင်မျက်နှိုးလိုက်တာချစ်လိုက်တာပဲ။ ူတို့အလိုဆန္ဒမပြည့်ရင်မုံလိုက်တာပဲဒါကြောင့်ဘာမှသိအရေးမပါပါဘူးလို့နားလေဖို့လိုတယ်ကိုကိုတိုင်းလည်းဒီတိုင်းပါပဲလူတွေကိုအပြစ်မတင်နဲ့နော်တခါကြီးမိုက်မြာခုမြတ်စွာဘုရားဟောထားပြီချစ်ချင်းမုံရင်သည်အလိုဆန္ဒကြောင့်ဖြစ်တာအလိုဆန္ဒပြည့်ရင်ချစ်အလိုဆန္ဒမပြည့်ရင်မုံမယ်စကားတွေထက်ကြီးတလဲလဲဖြစ်နေပြီဟုတ်လားအေးအဲ့တော့အလိုဆန္ဒ ချစ်ချင်းမုံရင်းကိုကြိုးကင်နေတဲ့သဘောတရားတစ်ခု